အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်ရဲ့ဘဝခေလမ်းမှာဘာသာမဲ့တယောက်ကနေဘုဒ္ဓဘာသာဝင်တယောက်ဘလို့ထစ်လာခဲ့လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တခြားဘာသာတွေကိုဝေဖန်တာ ပြစ်တင်တာမျိုးလုံးဝမပါပဲကျွန်တော်ရဲ့ယူသားလက်ခံယူချက်ကိုမျှဝေကျင်တာဖြစ်ပါတယ်ကျွန်တော်ဟာငယ်စဉ်ကတည်းကဘာသာရေးပေါ်တိတ်ပြီးစိတ်ဝင်စားမှုမရှိခဲ့ပါဘူးဘုရားတရားလုပ်တယ်ဆိုတာကိုလည်း ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုလို့မမြင်ခဲ့ပါဘူး။ပညာရှာမယ်၊အလုပ်လုပ်မယ်၊အောင်မြင်အောင်ကြိုးစားမယ်၊မိသားစုကိုစောင့်ရှောက်မယ်။ဒါတွေဟာကျွန်တော်ရဲ့အဓိကဥတီချက်တွေဖြစ်ခဲ့ပါဗျ။ကျွန်တော်ယုံကြည်ခဲ့တာကကိုယ့်ရဲ့ကြိုးစားမှု ကိုယ့်ရဲ့စွမ်းအားနဲ့ကိုယ်ဘဝကိုကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့ဘဝဆိုတာကျွန်တော်ထင်ထားတာထက်အများကြီးပိုပြီးရှုပ်ထွေးခဲ့ပါဗျ။ကျွန်တော်ကြီးပင်းလာတာနဲ့အမျှဘဝရဲ့ဆင်းရဲဒုက္ခတွေနဲ့ ပုံမနီးဆက်လာပါတယ်ခြေရသူတွေနဲ့ခွဲခွာရတာကြမ်းမအေးချို့ရင်တာမျောလင်းချက်တွေ ပြက်ပြားတာစိတ်တကြစရာတွေကြုံလာရတာစသဖြင့်မလဲမရှောင်ရင်ဆန်ရတဲ့ဒုက္ခပေါင်းစုံဟာကျွန်တော်ကို မေခွန်းထုတ်လာစေခဲ့ပါတယ်ဘာကြောင့်လောကမှာဒီဒုက္ခတွေရှိနေရလဲဒီဒုက္ခတွေကနေလွတ်မြောက်နိုင်တဲ့လမ်းစာတစ်ခုများရှိနေမလားလို့အချင်းချင်းတွေးတောမိခဲ့ပါတယ်ဒီလိုစိတ်ရှုံထွေးမှုတွေမိခွန်းတွေနဲ့အတူ ျွန်တော်စာအုပ်တွေစောင်းဖားလေအများအားဖြတ်ရှုခဲ့ပါတယ်။သိပ္ပံပညာ၊ခေတ်ပေါ်နီးပညာ၊ဓာတနိကဘေဒာ၊ဘာဒာအေးနဲ့ဘဝအကြောင်းလမ်းညွှန်စာပေတွေထဲမှာအဖြေကူရှာဖွေခဲ့ပါတယ်။အဲ့ဒီထဲမှာမှဘောဒရဲ့တရားတော်တွေဟာကျွန်တော်ရဲ့စိတ်အာရုံကိုထူးထူးခြားခြားဖန်ဆာနိုင်ခဲ့ပါတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့သစ္စာလေးပါးအကြောင်းကိုလေ့လာလိုက်တဲ့အခါကျွန်တော်ရဲ့အတွေ့အကြုံအမြင်တွေတစ်ခုပြီးတစ်ခုပြောင်းလဲလာခဲ့ပါတယ်။ ထမဆုံးသိခဲ့ရတာကဒုက္ခကိုဖြစ်စေတတ်တဲ့အကြောင်းဆိုတာတကယ်ရှိတယ်ဆိုတာပါပဲကျွန်တော်ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေဟာဖြစ်ချင်တယ်လို့ခစ်တာမဟုတ်ပဲနောက်ွယ်မှာအကြောင်းရင်းတွေရှိပါလားဆိုတာကိုသိလာရပါတယ်ပြီးတော့ဒီဒုက္ခတွေဟာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာတာဆိုတာကိုလည်းနားလည်လာခဲ့ပါတယ်ကျွန်တော်ရဲ့လောဘဒေါသမောဟဆက်လက်ကိလေသာတွေကပဲဒုက္ခအလိုရဲ့အရင်းမြစ်ဖြစ်နေတာပါလားလို့ရှင်းရှင်းလင်းလင်းမြင်လာခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ကျွန်တော်ကိုအန်အောစေခဲ့တဲ့အချက်ကဒုက္ခချွတ်ငင်းခြင်းဆိုတာရှိတယ်ဆိုတာပါပဲကျွန်တော်တို့ရဲ့ကိလေသာတွေကိုဖယ်ရှားနိုင်ရင်တဏှာကိုအမြစ်ထက်နိုင်ရင်ဒီဒုက္ခအလုံးဟာသာဝရချွတ်ငင်းသွားနိုင်တယ်ဆိုတဲ့အသည့်ဟာကျွန်တော်ဘဝအတွက်အလင်းရောင်တစ်ခုလို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်ဒီဒုက္ခတွေဟာအဆုံးမရှိဘူးဒါတွေကိုအဆုံးသတ်နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကကျွန်တော်ကိုအားသစ်တွေပေးခဲ့ပါတယ်နောက်ဆုံးအနေနဲ့ဒုက္ခချုပ်ငင်းရကိုရောက်အောင်သွားဖို့ မှန်ကန်တဲ့လမ်းစဉ်ရှိတယ်ဆိုတာကိုမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းဟောကြားခဲ့ပါတယ်။အဲ့ဒါကတော့ making ship ပါလမ်းစဉ်ပဲဖြစ်ပါတယ်။မှန်ကန်တဲ့အမည်မှန်ကန်တဲ့ကြံစည်မှုမှန်ကန်တဲ့စကားမှန်ကန်တဲ့လူဆောင်မှုမှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းမှန်ကန်တဲ့အားထုတ်မှုမှန်ကန်တဲ့အမှတ်ရမှုမှန်ကန်တဲ့တည်ကြည်မှုဒီလမ်းစဉ်ဟာကိုကိုကိုပို့ပြီးနားလည်စေပြီးစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်မဲ့လက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေပါလားလို့ ကျွန်တော်ခံယူမိပါတယ်။ဒီလိုနဲ့ကျွန်တော်ဟာဗုဒ္ဓရဲ့တရားတော်တွေကိုစတင်လေ့လာ လိုက်နာကျင့်ကြံလာခဲ့ပါတယ်။တရားထိုင်ခြင်း၊တတိပဋ္ဌာန်ပွားများခြင်း၊မေတ္တာပွားခြင်းစတဲ့အလေးအကျင့်တွေကိုနေ့စဉ်ဘဝမှာထည့်သွင်းကျင့်ကြံလာခဲ့ပါတယ်။ဒီလိုကျင့်ကြံလာတဲ့အခါမှာကျွန်တော်စိတ်ဟာအရင်ကထက်ပိုပြီးတည်ငြိမ်လာတယ်၊ငြင်းချမ်းလာတယ်၊အတွေးတွေကြိလင်လာတယ်ဆိုတာကိုကိုယ်တိုင်လက်တွေ့ခံစားလာရပါတယ်။ဒေါသထွက်တာတွေနှဲသွားပြီးလောဘတွေလည်းထိမ့်ချုပ်နိုင်လာပါတယ်။ ကျွန်တော်ရဲ့ဘဝဖြတ်သန်းမှုဟာလည်းအင်မတန်တင်ငင်အေးချလာခဲ့ပါတယ်ကျွန်တော်မြတ်စွာဘုရားကိုကိုးကွယ်တာဟာကျွန်တော်ရဲ့ဘဝဒုက္ခတွေအထက်မှန်ကန်တဲ့အဖြစ်နဲ့မှန်ကန်တဲ့လမ်းညွှန်မှုကိုမြတ်စွာဘုရားရဲ့ဓမ္မမှာတွေးရှိခဲ့လို့ပါလို့ပြောရင်းနဲ့ဤကုန်းချုပ်ပတ်စေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်